်ရွှေစိမ်းမြင့်တက်လာချိန်မှာရွှေဆိုင်နဲ့တန့်စင်လုပ်ငန်းအများစုကရွှေသုံးရွှေခဲရောင်းချထားတွေကိုယာယီပိတ်ထားတယ်လို့ဈေးကွက်ထဲကသိရပါတယ်။ရွှေစည်းစံချိန်တင်မြင့်တက်ခဲ့ပြီးနောက်အခုရပိုင်းရတွင်ဈေးကစားသူတွေကိုခေါ်ယူစစ်ဆေးထားတွေပြုလုပ်ခဲ့သလိုနမဲကြီးရွှေဆိုင်အချို့နဲ့တန့်စင်လုပ်ငန်းတွေကလည်းရွှေသုံးရွှေခဲရောင်းချထားတွေကိုယာယီရနာခဲ့တယ်လို့ဆိုပါတယ်။ ခပောင်းရွှေစည်းဟာပြီးခဲ့တဲ့လတွေကစတင်ပြီးစံချိန်တင်မြင့်တက်နေတာကြောင့်ပြည်တွင်းစည်းလည်းပုံမှန်လိုက်ပါမြင့်တက်ခဲ့ပါသည်သို့သော အခုရပိုင်းရတွင်ပြည်တွင်းဒေါ်လာကစားသူတွေချောင်းလဲပြည်တွင်းရွှေစည်းထမှန်မြင့်တက်လာထဲလို့ရွှေစည်းကွက်ကျွမ်းကျင်သူကဆိုပါတယ်။ မြန်မာနိုင်ငံထော်ဗဟိုဘဏ်ကနိုင်ငံเจ้าငွေကြေးတွေကိုတရားဝင်လိုင်စင်မရှိဘဲလဲလှယ်ရောင်းဝယ်ထားတွေကိုရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေသူတွေကိုထိထိရောက်ရောက်ရေးယူဆောင်ရွက်ထားတွေအချိန်ဟုံးမြင့်ဆောင်ရွက်သွားမယ်လို့ကျွန်းလာ73ရက်ကသတိပေးလာသလိုသက်ဆိုင်ရာကလည်းရွှေစင်းနှုတ်တည်ငြိမ်ရေးရအတွက်ပုံမှုချက်မှတ်ဆောင်ရွက်လာသေးလို့သိရပါသေးတယ်။ တပတ်ရွှေစည်းကွာအတွင်းမှာလဲရွှေစည်းဆွဲတင်သည့်သူတွေနဲ့အွန်လိုင်းကနေလေဘကားရွှေရဲ့ရောင်းဝယ်ပြုလုပ်ပြီးရွှေမပေးသူတွေနဲ့ရောင်းချရရမှာလဲငွေမပေးသူတွေကိုတိုင်ကြားထားတာတွေရှိထားကြောင်းတာဝန်ရှိသူတွေက ခေါ်ယူမေးမြန်းစစ်ဆေးနေတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကလည်းပြောပါသေးတယ်။ ဒါအပြင်အွန်လိုင်းကနေရွှေရောင်းဝယ်သူတွေငွေစုစာအုပ်နဲ့ရွှေရောင်းထားတာလီစနစ်နဲ့ရွှေရောင်းထားနဲ့ကန်ဆမ်းမဲ့ဖောက်ပြီးရွှေရောင်းထားတွေမပြုတ်လို့ဖို့နဲ့ရွှေလုပ်ငန်းရှင်တွေရွှေဆိုင်တွေနဲ့အွန်လိုင်းကနေသဆင့်ရွှေရောင်းဝယ်သူတွေအားလုံးရွှေဆိုင်နဲ့ပတ်သက်တဲ့ license တွေကိုမဖြစ်မနေရှောက်ထားကြဖို့ WGEA ကပြီးခဲ့တဲ့ရက်ပိုင်းက3ပေးလာပါတယ် လက်ရှိလက်ဝတ်လက်စားရွှေဈေးကွက်ထဲမှာထော့ဈေးမြင့်တက်နေထားကြောင်းဝယ်ယူတဲ့သူတွေနဲ့ပြီးပြက်လဲရှောင်းတဲ့သူတွေညနေထဲလို့သိရပါတယ်ဒီကနေ့မှာကမ္ဘာရွှေဈေးတအောင်စားကို3430ဒေါ်လာဝင်းကျင်နဲ့စံချိန်တင်မြင့်တန်နေသလိုရန်ကုန်ရှိညွန်ဈေးကလည်းတစ်ချက်သားကို59တန်ရက်ထိဈေးနှုန်းရှိလာတယ်လို့သိရပါတယ်ရှင်။